ဆရာတို့လေဒီလွတ်တော်ကိုယ်စားလှယ်ဟောင်းဥလာဆိုရင်လည်းဆရာတို့နဲ့ဒီ66ကားကြီးနဲ့ပေါ့နော်ဆက်သွယ်ဥပဒေပုံမှန်နဲ့အပြန်အမှုဖွင့်ထားကြီးသားလို့ပါဆရာအခုအချိန်နေဘယ်လိုများရှိလဲသိကြလို့ပါခဗျာဟုတ်ကဲ့ကျွန်တော်တို့အမှုဖွင့်ထားဆဲဖြစ်တဲ့အတွက်အချိန်နေရတော့သူတို့စောင့်ကြည့်နေသေးတယ်ပေါ့ဗျာသူတို့အမှုကတော့စွဲတင်လိုက်ပါပြီဗျာကျွန်တော်တို့ကစွဲထားပြီဆိုတော့ကျွန်တော်တို့အလုပ်ကတော့ပြီးပြီသူတို့လောက်ရမယ်ဂျန်တဲ့အပိုင်းကတော့သူတို့လောက်ရမယ်အပိုင်းပါဗျာ66ကားကြီးနဲ့ညိတယ်မညိဘူးဆိုတာကတော့သူတို့ဥပဒေပိုင်းဆိုင်ရာတွေပဲဆုံးဖြတ်လိမ့်မယ်ဗျာဟုတ်ကဲ့ပါဆရာဆရာဘာကြောင့်များအဲ့လိုအမှုဖွင့်ရတာလဲခင်ဗျာ အကြောင်းရင်းလေးပေါ့ဟာဟုတ်ကဲ့ဒီလိုပေါ့ညာကျွန်တော်တို့ရောသူရောသားရဲ့သိက္ခာကိုဂုံသိက္ခာကိုညှို့နှွမ်းစေတဲ့သဘောဆန္ဒနဲ့သူကကျွန်တော်တို့မင်းရွာကိုထိပါပြီးမှရေးထားတယ်ဗျမင်းရွာမှာသုံးအတက်ပညာတွေတပက်ကန်းခတ်တက်တက်တက်လူတွေရှိတဲ့ဆိုတဲ့သဘောပေါ့ဗျာအာဒီလိုပဲသူက Facebook စာမျက်နှာမှာဒီလိုပဲပေါ်ပြထားတာဗျာဒီမင်းရွာနေပြီးတော့သူ့ရဲ့အဲ့ဒီရေးသားချက်ကိုတုံ့ပြန်တဲ့မက်ဆင်မာကြီးဆိုတဲ့အမျိုးသမီးကိုလည်းသူက၆၆ကြာကြီးနဲ့ဆွဲရလို့ကြားရစရာအဲ့ဒီအခြေအနေလေးကိုသိပြရစီခင်ဗျ ဟုတ်ပါရဲ့ခင်ဗျာသူက66ကယနေ့ဆွဲတယ်မဆွဲဘူးဆိုတော့ကျွန်တော်တို့ကသူတို့ဆွဲချက်ကဘယ်မှာဆွဲတယ်ဟိုဘယ်ပုံမှန်နဲ့ဆွဲတယ်ဆိုတော့လေကျွန်တော်တို့လာဖန်စီခေါ်ဆောင်သွားတယ်ဟိုစကမ်းမှုပေါ့ဗျာတော့ဘိုးအဆင့်ရှိတဲ့လူကပြောမပြဘူးဗျာသူကစကြနနဖြည့်ကြားချင်းမရှိပဲခေါ်ဆောင်သွားတယ်ဗျာအဲ့ဒါနဲ့ကျွန်တော်ကစိတ်မချလို့ကျွန်တော်ဒီမှာကြည်ရဲ့နောက်ကနေပြီးကြမှာကျွန်တော်ကျွန်တော်တို့ယူအားရက်သူလေးနှစ်ယောက်ကိုကျွန်တော်ကနေပြီးတော့မှာပဲစီစဉ်လုပ်ပေးပြီးမှခဲပေးရတယ်ဗျာ66ကယနေ့ညစ်တယ်မညစ်ဘူးဗာညာဆိုတာတော့ ကျွန်တော်မသိဘူးဒါပေမဲ့ဇင်မာကြီးကတော့အမခံရတယ်လွဲ့အမှုကတော့အချိန်ကြီးခေါ်ယူဆေးလို့ရတယ်ဆိုတဲ့တည်မဲ့ကြားတယ်ဗျဟုတ်ကဲ့ဆရာခေါ်သွားတယ်ဆိုတော့လက်ထိပ်ကညာခတ်ပြီးဖမ်းသွားတာမျိုးလားခင်ဗျဟုတ်ကဲ့ तू ကလက်ထိပ်ခတ်တာကတော့ तू ကလက်ထိပ်တော့မခတ်ဘူးလို့မခတ်ဘူးလို့ပဲပြောတယ်ဗျအူလာဆွေကဒီ Facebook ပေါ်မှာဒီဆရာတို့မင်းရွာအပါဝင်ပေါ့နော်ရွာသားတွေသုံးတက်ကိုတစ်ဖက်ကန်းခတ်တဲ့ပြီးတော့တတ်တဲ့သူတွေရှိရလို့တင်ခဲ့တယ်ပေါ့နော်အဲ့အပေါ်မှာရောမင်းရောအုပ်ချုပ်ရေးမှူးတရားအနေနဲ့ဘာများပြောခြင်းလဲခင်ဗျ ဒါကတော့ကျွန်တော်တို့ကျွန်တော်တို့ကဥလဆွေရာကျေးဇူးတွေလည်းကျွန်တော်တို့ယူလာမှာရှိပါတယ်ဥလဆွေရာသူတွေလည်းမကပါဘူးသူမိသားစုလည်းကျွန်တော်တို့ကြီးယူလာမှာလာပြီးတော့မှဟောနှွေးထွေးပြူပြူငါငါပဲကျွန်တော်တို့နေတဒန်းနေတပြောရေးအဲ့လိုမျိုးအတူတူစားတောင်းနေထိုင်သွားတာလည်းရှိတယ်တကယ်လို့သူကစုံတက်ပညာကိုသိတယ်တက်ကျွမ်းတာတက်ကျွမ်းတာတွေပါရှိတယ်ဆိုတာမျိုးဆိုရင်သူစားနိုင်မှာလည်းမဟုတ်ပါဘူးကျွန်တော်တို့ယူလာမှာကြွေးတာမွေးရတော့စားပြီးကြမှာကျွန်တော်တို့ရောတိတိုင် ကျွန်တော်တို့မွေးလာမဲ့အနာဂတ်ကကလေးတွေရဲ့အညွန့်ကိုထိသူကရိုက်ချိုးတယ်လို့မလုပ်သင့်ဘူးကျွန်တော်အနေနဲ့တော့ယူဆမိတယ်အကြောင်းဒါလေးပဲပြောချင်ပါလေဗျဟုတ်ကဲ့ပါခင်ဗျဟိုဒီအမျိုးသားလွတ်တော်ကိုယ်တိုင်ဟောင်းဦးလာဆိုရင်အနေနဲ့ကလေသူ Facebook ပေါ်မှာလည်းသူ့ဝေဖန်တဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုဝေဖန်တဲ့သူတွေအများကြီးရှိပြင်မဲ့ဒီမက်ဆန်မာကြီးကသူတုံ့ပြန်လိုက်တာကိုကြားမှာဘာလို့တရားပြန်ဆွဲတယ်လို့ယူဆလဲခင်ဗျဆရာအနေနဲ့ အဲ့ဒါကတော့ကျွန်တော်လည်းအဲ့ဒါကိုပဲကျွန်တော်စိတ်အဲမှာပိုလို့စိတ်ဆိုးတာပဲတကယ်လို့တကယ်လို့သူကသူတားရုံးပဲဆွဲမယ်တရားဆွဲမယ်ဆိုရင်ကံကောင်းမှဆွဲရင်လည်းရတာပဲကျွန်တော်တို့လူသူ့ကိုတိတက်စိတ်တက်ကြအောင်စိတ်တက်ခွင့်အားတွေညွန်နေအောင်သူကဝိတ်နေဖြစ်ပြီးတော့မှကျွန်တော်အခုထုတ်ဖို့ရဲစခန်းမှာဆွဲတယ်လို့ပဲကျွန်တော်စိတ်ထဲမှာအဲ့လိုပဲယူထားတယ်ဗျာပြီးကြတော့တကယ်လို့မဆင်မကြည့်လို့မကျင်တယ်ဘူးအဲ့ထုတ်ရင်းမှုရဲ့မင်းကူညီပေးတယ်ကွာငါ့ကိုသူနဲ့ဒီမှာကျင်းတဲ့စကားပြောကြည့်ချင်တယ်မားတဲ့လူတောင်းပန်ခိုင်းမယ်အဲ့လိုမျိုးလေးဆိုရင်လည်းပြဿနာလွယ်လွယ်လေးပြီးသွားမယ်ကိစ္စပါဗျာ ်။အော်ဟုတ်ကဲ့ပါဆရာအခုလိုဖြေကြပေးတဲ့အတွက် RFN နဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူးပါဗျာ။